လူသားတိုင်းအတွက်တစ်ချိန်တည်းဝင်သွားတာတတ္တဝအသီးသီးရဲ့နေဝင်ချိန်ကတော့ဘယ်တူနိုင်မှလဲဗျာဟိုလူကတော့နှစ်ပေါင်း80ကျမှနေဝင်မယ်ဒီလူကတော့90နဲ့နေဝင်မယ်ဟာဒီလူကတော့20လောက်နဲ့နေဝင်မယ်တချို့ဆိုလာသားလေးလောက်နဲ့နေကစောစောစီစီဝင်သွားရောဟုတ်လားကံကုံမိုးချုပ်လက်တွဲဖြုတ်ကပဂတိမိုးချုပ်တာကတော့အချိန်ကျမှချုပ်တာဒကာသမားတို့ဥစဉ်တို့ရဲ့ဘဝမိုးချုပ်တာကတော့ချုပ်ခြင်းတဲ့အချိန်မှချုပ်သွားနိုင်တယ် ဟုတ်ရဲ့လားအဲ့ဒီလိုမိုးချုပ်တဲ့အခါမှာတွဲထားတဲ့လက်ကလေးတွေကိုမဖြုတ်ချင်လဲဖြုတ်ဖြုတ်ချင်လဲဖြုတ်ကိုကအတင်းဆွဲထားလဲဟိုကဇွတ်ချုပ်ပြီးတော့သွားမှာပဲဟုတ်လားကံကုံမိုးချုပ်လက်တွဲဖြုတ်ကသုတ်သုတ်ဆောလျက်ခရီးနှင်းသည်အဲ့ဒီအချိန်မှာခတ်သုတ်သုတ်ပဲအချိန်မရှိဘူးဟုတ်လားနှုတ်ဆက်ချိန်လည်းမရှိဘူးအလွမ်းသေးချိန်လည်းမရှိဘူးတချို့တို့ဘုံငနေတိုင်းငနေမရှိတော့ဘူးတဲ့ခရီးထွက်သွားတာမမြန်ဘူးလား မြင်နေဇေယျဘောကဆင်းသွားတာမမြင်ဘူးလားမြင်နေကံကုံမိုးချုပ်လက်တွဲဖြုတ်ကသုံးသုံးစောလျက်ခရီးနှင်းသည်အချိန်မရှိဘူးအချိန်မရှိဘူးသွားချိန်ကြရင်မြန်မြန်သွားရတယ်ရက်နေတုန်းဆင်းရမှာဆိုရင်ထိုင်ချိန်အထိခွင့်မပေးဘူးဟုတ်ရလားအဲ့နေတုန်းကံကုံပဲဆိုလို့ရှိရင်ပြန်ပြီးတော့ထိုင်ရင်လို့ထိုင်ခွင့်မရဘူးဟုတ်ရလားကြောက်စရာကောင်းတယ်နော် ဘဝမှာကိုယ်စိတ်တိုင်းကြကြီးအကြာကြီးနေခွင့်ရပါမယ်လို့ဘယ်သူပြောနိုင်မှာလဲဇူမမပြောနိုင်ဘူးအချိန်မရွေးဒီဇေယျဘောကဆင်းသွားရမှာကံကုံမိုးချုပ်လက်တွဲဖြုတ်ကာသုံးသုံးစောလျက်ခရီးနေသည် တို့လျက်ဧည့်သည်တွေပါတကားသူစီပင်လည်းဧည့်သည်ငါစီပင်လည်းဧည့်သည်ဟုတ်လားအေးဒီဧည့်သည်ဆိုတဲ့ဇာကားလေးကိုစစ်စစ်ပေါ့ပေါ့ကိုယ့်ဘဝနဲ့ရှင်းပြီးတော့စဉ်းစားပြီးတော့ ဘိသက်ပေါင်းသူတော်ကောင်းတို့သဘောပေါက်မယ်ဆိုလို့ရှိရင်အစွဲတွေနေပြီးတော့တန်ရောစင်ကျိုးတွေညော့ပြီးတော့နေရထိုင်ရတာလွတ်လပ်တယ်ပေါ်ပါတယ်အဲ့တယ်ဆိုတဲ့အမြင်မရှိဘဲနဲ့အိမ်ရှင်ဆိုတဲ့အမြင်ကြီးနဲ့သာဝရပါပဲလို့ထင်မယ်ဆိုရင်တော့တန်ရောစင်ကျိုးတွေလည်းတင်းမယ်အသိဉာဏ်တွေလည်းတုံးမယ်နေရထိုင်ရတာလည်းပဲလေးလံမယ်ပူလောင်မယ်ဒါကြောင့်ကုဘဝဟာဧည့်သည်ပါဆိုတာကို ရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့အရေးကြီးတယ် ဒီဧည့်သည်ဆိုတဲ့သကလုံးလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့နည်းနည်းလေးပြောချင်သေးတယ်။အဲ့ဒါပါလဲဆိုတော့950နိပတ်တော်မှာဥရကဇတ်ဆိုတာရှိတယ်ဗျ။အဲ့ဒီတဲကခေမာထေရီအလောင်းဖြစ်တဲ့ဒကမာကြီးကပြောခဲ့ဘူးတယ်။တတဝါတွေဟာဧည့်သည်ပါဆိုတာ။ဦးဇင်းတို့အဲ့ဒီဇတ်တော်လေးကိုအချင်းချုပ်ကလေးပြောမယ်နော်။ဦးဇင်းတို့ဖရာလောင်းကြီးကတခုသောဘဝမှာတားတယောက်တမိတယောက်ထုံကားတော့ အဲ့ဒီသားကမိမရတော့ချွေးမလည်းရှိတယ်အိမ်မှာခိုင်းဖို့ရှိဖို့ကျွန်မလေးတယောက်လည်းရှိတယ်အဲ့ဒီတော့ဒကမကြီးရဲ့သားရဲ့သမီးရဲ့ချွေးမရဲ့ကျွန်မရဲ့ဆိုပြီးတော့အချမ်းရ၅ယောက်နဲ့နေတာအဲ့တော့ဘုရားလုံးကြီးကသဘောပေါက်တယ်ဘဝဆိုတာဧည့်သည်ပဲဆိုတာသဘောပေါက်တယ်သူသဘောပေါက်တယ်လို့သူ့ရဲ့လက်အောက်ငယ်သားမိသားစုတွေသဘောပေါက်ပါစေဆိုပြီးတော့အမြဲတမ်းဆုံးမတယ်ဘဝဆိုတာဧည့်သည်ဟောဒီလောကဇေယျဘောကအချိန်မရွေးဆင်းသွားကြရမှာ ဇေယျကိုဆွဲလန်းมาတယ်ဆိုလို့လေကိုနေခြင်းတလောက်နေခွင့်မရှိအဲ့ဒီလိုဆုံးမတာအဲ့ဒီလိုဆုံးမတော့မိသားစုတစုတုံးကလည်းပဲဘဝဆိုတာဧည့်သည်အကြောင်းဆုံလို့အကြောင်းကြုံလို့လမ်းပြီးတော့ဆုံညတာဘယ်ချိန်မှာကွဲသွားကြမယ်မသိဘူးလို့အမြဲတမ်းစဉ်းစားရတယ်။အဲ့ဒီလိုနေရင်းနဲ့ဒီနေ့တော့လေတော်ထဲမှာဥစဉ်တို့မိုးဦးလေးဦးကြားနဲ့ဒူပါရဲ့အမိုက်တေစုပုံပြီးတော့မီးရှို့စိုက်ဖို့ပြိုးဖို့ပေါ့လေ။ အဲ့ဒီလိုမီးရှို့ရင်လည်းသားဖားနဲ့ရောက်အလုလုရင်းနဲ့သားလေးကိုတောင်ပေါ်တဲကမွေကမီးကိုမှုန်ပြီးတော့ထွက်လာပြီးတော့နောက်ကနေရုတ်တရက်ကိုက်လိုက်တာအဲ့ဒီနားချင်းပွဲချင်းပြီးလဲပြီးတော့သေရှာတယ်အဲ့ဒီတော့ဘုရားလောင်းကဘုရားလောင်းတကာကြီးကလယ်နီနာချင်းအိမ်ပြန်မဲ့လယ်နီနာချင်းကိုမှားတယ်ဟေးတို့အိမ်ကအမေကြီးကို ပြောလိုက်ပါအခါတိုင်းနှစ်ယောက်စာယူနေကြပို့နေကြထမင်းကိုဒီနေ့တယောက်စာပဲလာပို့ပါလို့ပြောလိုက်ပါ အခါတိုင်းထမင်းလာပို့ရင်တယောက်ပဲပို့တာဒီကနေ့တော့အိမ်ရှိလူကို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 တတ်တတ်ရရဖီးလိန်ပြင်းရှင်ပြီးတော့လမ်းပြီးတော့ပို့လဲပါလို့ပြောလိုက်ပါပန်းနန်သာလက်ဆွဲခဲ့ပါလို့ပြောလိုက်ပါအဲ့ဒီလိုလဲပြောတော့ဒကမာကြီးကခေမာထီထီအလောင်းဆိုတော့ညံရှိတယ်ဟေးမင်းကိုပြောလိုက်တာဘယ်သူပြောလိုက်တာလဲအဖေကပြောလိုက်တာလားသားကပြောလိုက်တာလားအဖေကပြောလိုက်တာဩအဲ့လိုဆိုရင်ငါသားလေးတော့ဆုံးရှာဖို အင်္ဂန်နေသိတယ်။နှစ်ယောက်စာထမင်းပို့နေကြတယောက်ဖဲမှားတယ်ဆိုတော့တယောက်မရှိတော့ဘူးပေါ့။ဟုတ်လား။အကုန်လုံးလာခဲ့ရမယ်ဆိုတော့နောက်ဆုံးခရီးကလေးမှနှုတ်ဆက်တဲ့အနေပေါ့။သဘောပေါက်တယ်နော်ဒကမာကြီးက။အဲ့ဒါနဲ့အိမ်ရှိတဲ့လူတွေကိုအကင်ငါသားတော့သေးပြီ။ဟဲ့သမီးမင်းအကိုတော့သေးပြီ။ချွေးမကိုလည်းမင်းယောက်ျားတော့သေးပြီ။အေးတို့စဉ်းစားခဲ့တယ်ဘဝဆိုတာဧည့်သည် အခုအဲ့ဒီဧည့်သည်ကအရင်လက်ဥစွာဒီဇဲဘောကဆင်းသွားပြီတို့ကိုနှုတ်တောင်ဆက်မသွားဘူးအဲ့ဒါနဲ့အိမ်ရှိလူကုန်းပန်းနံသာလက်ဆွဲပြီးတော့လေတော်ကိုလိုက်တယ်ဟိုရောက်တော့ထင်းတဲ့အတိုင်းပဲအဲ့ဒီမှာသားအလောင်းကိုစည်စည်ကြည်တမိသားစုလုံးမျက်ရည်တပေါင်းမှမကျဘူးစောစည်းစွာ ကြိုတင်ပြီးတော့သိမြင်ထားတဲ့အသိဉာဏ်ရဲ့ခွန်အားပေါ့နော်အေးမျက်ရည်မကျဘူး အဲ့ဒါကိုစုပုံပြီးတော့ထင်းကြောက်ကလေးတွေဘာလေးတွေစုပြီးတော့သားအလောင်းကိုနေချင်းပြီးမီးရှို့တယ်တချို့တယ်ဘေးမှာဘယ်ပိသက်မှာဖိတ်တယ်လို့လည်းမပါဘူးဟုတ်လားသာသနာ့ဘဆိုတော့ဘုန်းကြီးလည်းရှိဟန်မတူပါဘူးဘုန်းကြီးပင့်တယ်လို့လည်းမပါဘူးလေတော်ထဲမှာဒီတိုင်းသေးလို့ဒီတိုင်းပဲရှို့ပြလိုက်တာပဲဒါပေမဲ့သူတို့ရဲ့စိတ်တန်တာမှာကုသိုလ်ဆိုတာကတော့ဖြစ်နေတယ်ကုသိုလ်ဆိုတာစိတ်ထဲမှာကောင်းတဲ့သဘောဖြစ်တာတဘာဝကြတဲ့သဘောဖြစ်တာကုသိုလ်ခေါ်တာမဟုတ်လားအေးသူတို့ရဲ့စိတ်ထဲမှာတော့အင်မတန်လေးနေတဲ့ကုသိုလ်တွေကတော့ဖြစ်နေတာ အဲ့ဒီမှာဝိုင်းပြီးတော့သားရဲ့အလောင်းမီးတစ်ဖြက်ဖြက်လောင်ကျွမ်းသွားတာကိုဒီတိုင်းပဲဇင်ပြေနေပြေထိုင်ကြည့်နေတယ်။ဘဝဆိုတာဒီတိုင်းပဲပြီးတော့လည်းပြီးရတာဘာမှဟုတ်တာမဟုတ်ဘဝဆိုတာဘာမှဟုတ်တာမဟုတ်ဘာတန်ဖိုးမှမရှိဘူးဘဝဆိုတာပြီးရင်ပြီးရတာတုံညာသဘောဒါကြောင့်မြတ်စွာဘုရားဘဝကိုတုံညာလို့ဟောတာတုံညာဆိုတော့တက်လည်းမဟုတ်ဘူးနှစ်လည်းမဟုတ်ဘူးဘာမှခဏန်းတက်လို့မရဘူး။ဘာဖြစ်လို့လဲပြီးရင်ပြီးသွားတာမို့လို့ ပြီးရင်လို့မရဘူးဒါမဲ့ဒကာမတို့ဥစဉ်တို့ပုထုဥစဉ်တွေဆိုတာကတော့ဘဝဟာပြီးသွားတာပဲဆိုတာကိုသဘောမပေါက်တော့ဘဝကိုတန်ဖိုးရှိတယ်လို့ထင်နေဘဝကိုကြည်ကျဲတယ်ဘဝကိုခံနာတယ်လို့ထင်နေဒါကြောင့်ကနန်းတွေအမျိုးမျိုးတက်တယ်တန်ဖိုးတွေအမျိုးမျိုးကတ်တယ်တစိတ်တွေအမျိုးမျိုးကတ်ထားတယ်ဘဝကိုတိတ်တန်ဖိုးရှိတယ်လို့ထင်တာထားပါတော့စကားတွေဘေးထွက်ကုန်ပြီဟင်ဒကာကြီးတို့မိုင်းများအေးအဲ့ဒါလို့ သူတို့ရဲ့ပွားများအပ်သောစိတ်ဓာတ်ဘာဝနာရဲ့အစွမ်းတတ္တိကြောင့်မျက်ရည်မကျဘူးအဲ့ဒီစိတ်ဓာတ်ရဲ့အစွမ်းတတ္တိကမျက်ရည်မကျယုံမျှမကဘူးတရားမင်းရဲ့နေရာကိုတောင် တုံလှုပ်စေတယ်အဲ့ဒါတရားမင်းကပုံနာရောင်ဆောင်ပြီးတော့ရောက်လာတာအံ့ဩစရာကောင်းလိုက်တာသားအရင်ခောက်ခောက်သေးတာကိုတရားမှမငို့ဘူးအဲ့ဒါနဲ့မသိချင်အောင်ဆောင်ပြီးတော့အဲ့ဒီပုံနာဧည့်သည်ရောင်ဆောင်ထားတဲ့ပုံနာကမေးတာဟေး သားသမီးကိုမီးရှို့နေတာလားလူကိုမီးရှို့နေတာလားဟာလူကိုမီးရှို့နေတာပါအာဩတယ်လူဆိုရင်ဒါသင်တို့ရဲ့ရန်သူပဲဖြစ်မယ်တဲ့ရန်သူမဟုတ်ပါဘူးသားပါတူရီတော်သားပါသားဆိုရင်လည်းသင်တို့မုန်းတဲ့သားပဲဖြစ်မယ်မမုန်းပါဘူးအင်မတန်ချစ်တဲ့သားပါဟာဒါနဲ့ရင်ဘာလို့မငို့တော့အဲ့ဒီကြတော့မှခေမာထေရီအလောင်းပြောတဲ့ဇာတ်ရဲမှာဒါလေးကိုဦးစင်ကပြောကျင်တာနော် မငိုခြင်းရဲ့အကြောင်းပေါ့ဘုရားလုံးကြီးကတော့ပြောပါတယ်လူဘဝသေတယ်ဆိုတာမွေများအရေကွန်လဲသလိုပဲတဲ့ဒါဘုရားလုံးရဲ့အယူအဆအမြင်ပေါ့နော်ငါသားဟာအခုမီးရှို့နေတာကိုတောင်ဘာမှမသိတော့ဘူးတို့ငိုတာကိုသိဖို့ဝေလာဝေးရော့ဒါကြောင့်ငိုကြွေးနေလို့ဘာအိဗယ်ရှိမှလဲမီးရှို့တာကိုတောင်မသိတဲ့လူတယောက်ရဲ့အနာမှာလာပြီးတော့ငိုမယ်ဆိုရင်ဘာအိဗယ်ရှိမလဲဘာမှအိဗယ်မရှိဘူး တကယ်လို့ငိုတာကိုသူကသိတယ်ဆိုရင်လည်းဩငါဘောမြစ်တာရှိရလို့တန်ရုံးစင်မကင်းရလို့ငိုတာလို့သိတယ်ဆိုရင်လည်းငိုရတာကငိုရချိုးနဲ့သိတယ်လေအခုကိုငိုတာကိုသူသိလားမသိဘူးငိုတာကိုမပြောနဲ့မီးရှို့တာကိုတောင်းမသိတော့ဘူးဒါကြောင့်သူမငိုဘူးတဲ့နှမလေးကိုမေးတော့နှမလေးကဘာပြောလဲဆိုတော့ငိုခြင်းအပြင်လူပိန်မဲတဲ့ကျမကိုချစ်တဲ့လူတွေစိတ်ဆင်းရဲမဲတဲ့ဘာမှအကျိုးမရှိဘူးဒါကြောင့်မငိုဘူးတဲ့နော်ဇနီးကိုမေးတဲ့အခါကျတော့မငိုပါဘူးတဲ့ သေပြီးသားလူကိုတန်းတပ်ပြီးတော့ပူဆွေးတာဟာလကိုတန်းတပ်ပြီးတော့ငိုတဲ့ကလေးတဲ့ယူတယ်တဲ့လကမှမြင်ရသေးတယ်ပေါ့ဟုတ်လားအဲ့ဒီမှာကျွန်မကိုမေးတော့ကျွန်မကဘာပြောလဲဆိုတော့ကွဲပြီးသားရေအိုးဟာပြန်ဆက်ဆက်လို့မရတော့တယ်လို့ငိုကြွေးခြင်းအပြင်ဘာမှအကျိုးမရှိဘူးဒီလိုပြောတာအဲ့ဒီမှာဒကမာကြီးပြောတဲ့စကားကိုပေးသက်တော့ကိုမှတ်သားစေခြင်းတာ အနာဝီတောတတောအာဃာနာလုံညာတောဤတောကတောယထာကတောတထာကတောတထာကပတိဒေဝနာသူကတော့ပါဠိလိုဂါထာလေးနဲ့ရွတ်တာဗျနော်အဓိပ္ပာယ်ကဘာပြောလဲဆိုတော့အနာဝီတောတတောအာဃာဟောဒီချစ်လာတဲ့သားဟာကျွန်ုပ်မခေါ်ဘဲနဲ့ကျွန်ုပ်တို့ရဲ့အိမ်မော်ကိုရောက်လာတာကျွန်ုပ်ရင်ဝင်ချားကိုရောက်လာတာလာခဲ့ပါလို့မျက်မျက်နှိုးနှိုးခေါ်တာမဟုတ်ဘူး သူသဘောနဲ့သူပါလဲရောက်လာတာအနာဝီတော်တတော်အာဃာနာဒုံညာတော်ဤတော်ကတော်ပြန်သွားတော့လည်းပဲကျွန်ုပ်တို့အနူးအညို့ခွင့်မပြုဘဲနဲ့သူစိတ်ကူးနေသူသူ့ဟာသူသူပြန်သွားလာလာခဲ့လို့လည်းမခေါ်ဘူးပြန်သွားပါလို့လည်းခွင့်မပြုဘူးခွင့်မပြုတဲ့ကြားထဲကပြန်သွားလာအဲ့ဒါနဲ့အင်မတန်တူတယ်နော်လာခဲ့လို့လည်းခေါ်လို့ရတာမဟုတ်ဘူးပြန်မသွားနဲ့လို့လည်းပဲဆွဲထားလို့ရတာမဟုတ်ဘူးဟုတ်လား မခေါ်ဘဲနဲ့လာပြီးတော့စိတ်တိုင်းမကြဘဲနဲ့ပြန်ထွက်ခွာသွားတာအဲ့ဒါလို့လာခြင်းတို့လာပြီးတော့သွားခြင်းတို့သွားတဲ့ဒီလူသားတစ်ယောက်အတွက်ငိုကြွေးနေလို့ဘာအကျိုးရှိမှလဲတဲ့ဒီစကားလေးပြောတာဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ကြာမင်းကြီးကတော့သူတို့ရဲ့အသိဉာဏ်တွေကိုပူတော်သောအဖြစ်ယတနာမှုတွေရွာသွန်းပေးသွားတယ်လို့ပြောတာပဲဟုတ်လားဒီတော့ဒကာသမားတို့ဦးရှင်တို့တွေကတော့ အဲ့ဒီမိသားစုလူတွေနာရီမရခြင်းနေပါစီစိတ်နှလုံးရဲ့လွတ်လပ်မှု ပေါ်ပါမှုအမြင်ကြီးမှုဉာဏ်ပညာကြီးမှုကိုရည်ရွယ်ပြီးတော့ရခြင်းတဲ့စိတ်နဲ့ဘဝဆိုတာဧည့်သည်ပဲငါလည်းဘယ်ချိန်ထွက်ရမယ်မသိဘူးသူလည်းဘယ်ချိန်ထွက်သွားမယ်မသိဘူးတယောက်ယောက်ကတော့တယောက်ယောက်ကိုခွဲပြီးတော့သွားမှတေးကြတယ်နော်ကိုယ့်အိမ်ကလူတွေကို ကိုယ့်အရင် ခွဲသွားစေခြင်းမသလားဟမ်ဒကမကြီးတွေကိုယ့်အိမ်ကလူတွေကိုကိုယ့်အရင်အိမ်ကနေထွက်သွားစေခြင်းမသလား မသွားသေးခြင်းဘူးဘလို့လုံးမတော့ကိုကအရင်ထွက်ဖို့ရှိတယ်ဟင်ကိုအင်ကလူတွေကိုကိုအရင်ထွက်မသွားသေးခြင်းဘူးဆိုရင်နီးတနီးတော့ရှိတယ်နော်အဲ့ဒါဘလို့လုံးရမလို့ကိုကတော့အရင်ထွက်ချင်တာဟာအဲ့ဒီကပိုးပြီးတော့တောင်ကြိုက်เสียမကောင်းသေးတယ်အဲ့အဲ့ဒါကြီးကပိုးတောင်ဆိုးသေးတယ်ဘဝမှာတခါတရံကောင်းတာရွေးချယ်เสียမရှိဘူးနော်အဆိုးကြီးနဲ့အဆိုးလေးပဲရွေးရတာကောင်းတာမပါဘူး ကိုကထွက်သွားဖို့ဆိုတာလည်းပဲလုံးဝမကောင်းဘူးကိုရင်သူတို့ထွက်သွားဆိုတော့လေလုံးဝမကောင်းဘူးမကောင်းမကြီးအဲ့ဒီမကောင်းနှစ်ခုတစ်ခုခုကတော့တေချာပေါ့ရွေးကိုရွေးရမယ်ဟင်တခါကြီးတမိုက်မြအေးဒါကြောင့်ဘဝဆိုတာဒုက္ခဆိုတာဒါပြောတာဒါအပေါ်ယံမရှိသေးတာနော်ဟုတ်လားဒါကြောင့်ကိုအရင်သူတို့ထွက်ချင်းထွက်မယ်သို့မဟုတ်ကိုကရင်သူတို့အရင်ထွက်ချင်းထွက်မယ်တေချာတာကတော့အာလုံးသောတတ္တဝါတွေသည်ဧည့်သည် အဲ့ဒီဧည့်သည်ဆိုတဲ့သကလုံးကိုတကယ်သဘောပေါက်အောင်ပေးတတ်လို့စဉ်းစားမယ်ဆိုလို့ရှိရင်ဘဝရဲ့ပုံမှာဆွဲလန်းတဲ့သဘောမမောတဲ့သဘောအဲ့ဒီဆွဲလန်းခြင်းမမောခြင်းကြောင့်ရလို့ချိန်ရခြင်းစိတ်လူခြင်းစိတ်ကြောင့်မကောင်းတာတွေလုံမဲ့သဘောဒါတွေအလုံးဇက်တိုက်ကြီးနဲသွားနိုင်တယ်ဟုတ်လားအတ္တဆွဲတွေနဲသွားနိုင်တယ်မြင့်မြတ်တဲ့စိတ်တွေကိန်းလာနိုင်တယ်နေရမယ့်အချိန်တူတူလေးကိုတန်ဖို့အကြီးကြီးထားလာနိုင်တယ် ဘဝရဲ့လက်ကျန်အချိန်မှာတန်ဖိုးမရှိတဲ့အလုပ်တွေကိုလုပ်ရင်းနဲ့အချိန်ကုန်ရမှာနှမျောတက်လာမယ်။သဘောပေါက်လား။အခုတရားဓမ္မတို့ဦးစင်းတို့တွေကနေရတဲ့ဘဝကိုမနှမျောဘူး။တရက်ကုန်သွားလို့နှမျောလိုက်တာလို့မရှိဘူး။ရှင်းတောင်မစင်းသားမိဘူး။တကယ်ဆိုရင်ဘဝဟာတိတ်တန်ဖိုးရှိတယ်။အထူးသဖြင့်သာသနာနဲ့တွေ့နေတဲ့ဒီဘဝဟာတိတ်တန်ဖိုးရှိတယ်။ကောင်းတာတွေကိုလုပ်ပိုင်ခွင့်ရှိတယ်။ယဟန္တာဖြစ်အောင်လုပ်မယ်ဆိုရင်လုပ်လို့ရတယ်။ အဲ့ဒါလောက်ကောင်းနိုင်ခွင့်ရှိတဲ့ဒီအချိန်ဒီဘဝဒီအခြေအနေကောင်းတွေကိုတန်ဖိုးမရှိတဲ့အလုပ်တွေအတွက်အကုန်ခံရမှာနှမျောတယ်ဘဝကိုဧည့်သည်လို့မြင်တဲ့လူဟာလေဒါကြောင့်ဘဝကိုနှမျောတတ်တယ်ပြီးတော့ဗာလဲဆိုတော့အတူတူနေရတဲ့လူတွေပုံမှာမေတ္တာပို့ကြည့်တယ်ခဏလေးနေရမှာခဏလေးတွေ့ရမှာဦးဇင်ကဒါကြောင့်ဖိုးကြီးဘွားကြီးတွေတွေ့လို့ရှင်စိတ်ထဲကအလိုလိုမေတ္တာဖြစ်တယ် မကြဘူးမကြတော့ဘူးဒီစိတ်ကူးကလေးဒီအတွေးကလေးဟာစိတ်ကိုနူးညံ့စေတယ်ဟုတ်လားတကယ်ကြီးမိုက်များဒါကြောင့်နံပါတ်1ဧည့်သည်သိမယ်ဆိုရင်သိပြီတော့တန်ဖိုးရှိတယ်နော်နံပါတ်1ဧည့်သည်သိမယ်ဆိုရင်ဗာလဲသိတန်ဖိုးရှိတယ်သူဒီပင်လည်းဧည့်သည်ငါဒီပင်လည်းဧည့်သည် အားလုံးဒီပင်လည်းဧည့်သည်အဲ့ဒါကိုသိရင် အစွဲနေလို့နေရတာလွတ်လပ်တယ်ပေါ်ပါတယ် ဘဝရဲ့လက်ကျန်အခြေအနေကိုအများကြီးတံပိုးထားပြီးတော့စီစီစစ်စစ်တံပိုးရှိရှိအသုံးချလိုက်မယ်။နေရတဲ့အခိုက်အတန့်မှာတွေ့ရတဲ့လူတွေရဲ့အပေါ်မှာမေတ္တာတရားအားကြီးလာမယ်။ခွင့်လွှတ်နိုင်တာတွေအားကြီးလာမယ်။မကောင်းဘူးလား။